မင်္ဂလာပါရှင်တနင်္သာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့အောက်တိုဘာလ3ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုပတ်စဉ်တနင်္လာနေ့ကနေတောက်ကြားနေ့ထိပုံမှန်တင်ဆက်သွားပါမယ်ရှင်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေနှစ်ဖက်စီးရေးတင်းမာနေတဲ့ပလောမြို့နယ်ပလာမြို့မင်းပြင်းရွာကိုစစ်တပ်ဘက်ကဂျက်ဖိုက်တာနဲ့ပုံကျက်ခဲ့တယ်လို့သိရပါတယ် အခုလနှစ်ရက်နေမွန်းလဲ၁၂နှစ်ခွဲလောက်မှာမင်းပြင်းရွာတဝိုက်ကိုပုံကျဲခဲ့တာဖြစ်ပြီးဆက်တနက်တွေနဲ့လည်းပြစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်မင်းပြင်းရွာကဒေသခံတွေကတော့လွန်ခဲ့တဲ့၃လကျော်လောက်ခရဲကစစ်တပ်ကပုံကျဲတာနဲ့စစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမိရှို့တာကြောင့်နေရက်ဆော့ခွာပြီးစစ်ပေးရှောင်နေကြပါရယ်ရေးမြို့နဲ့အာယူတောင်ရွာဝါကြောင်ပုံကြီးကျောင်းအနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ DKBA ပူးပေါင်းစစ်ကြောင်းကိုရေးဘလူတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ပါရယ် အော်တိုဘားလာတရက်နေ့ညနေပိုင်းကစစ်တပ်ရဲ့ခမရ343တရင်ကစစ်သားအင်အား30နဲ့ DKBA တပ်ဖွဲ့ဝင်15ဦးပါတဲ့စစ်ကြောင်းကိုရေးဘလူးတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ဘက်က4ဦးနေရာမှာပဲပွဲချင်းပြီးတေဆုံသွားပြီးနောက်ထပ်3ဦးလည်းအပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။တာယာဝရီအကျဉ်းထောင်ကလွတ်ရက်စီပြီးလွတ်မြောက်လာတဲ့နိုင်ငံကြီးအကျဉ်းသား5ဦးကိုစစ်တပ်ကပြန်လည်ဖမ်းဆီးပြီးထောင်ထဲကိုပို့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။အော်တိုဘာလတရက်နေ့မှာတာယာဝတီအကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသား16ဦးနဲ့တခြားအကျဉ်းသား14ဦးလွတ်မြောက်လာပေမဲ့အဲ့ဒီတဲကနိုင်ငံရေးအကျဉ်းသား9ဦးကိုတော့တာယာဝတီရဲစခန်းကိုပြန်လည်ဖမ်းဆီးသွားခဲ့တာပါ။အဲ့ဒီနိုင်ငံရေးအကျဉ်းသား9ဦးကိုစစ်တပ်ကအကြမ်းဖက်ပုံမှန်52နဲ့ထပ်မံတရားစွဲဆိုပြီးတာယာဝတီအကျဉ်းထောင်ထဲကိုပြန်ပို့လိုက်တာလို့ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကတအောင်းတက် TNL ထိမ့်ချုပ်ထားတဲ့နမတူနယ်မန်တုံမြို့နယ်ကိုစစ်တပ်ကပုံကျဲလာကြောင်းစစ်ဆောင်ဒေသခံ၃ဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘားလ၂ရက်မနက်အစောပိုင်းမှာနမတူမြို့ပေါ်အမှန်ရှိရကွက်မှာရှိတဲ့ပုတ်ပါယုံကျောင်းအနီးတဝိုက်ကိုပုံကျဲခဲ့တာလို့ဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကြောင်းစစ်ဆောင်၃ဦးသေဆုံးခဲ့ပြီးကလေးငယ်၂ဦးအပါအဝင်9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်း၉ခုကမြန်မာတွေကိုအော်တိုဘားလာတရက်ကနေစပြီးအချိန်တစ်နှစ်အလုံးလောက်ကိုင်းခွင့်ပြုလိုက်ပြီးလို့ထိုင်းလုံသမားရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။တက်ခရိုင်မဲဟောင်းဆောင်ရစ်ချာဗူရီနဲ့ကန်ချနာဗူရီခရိုင်တွေမှာရှိတဲ့စခန်း၉ခုမှာခိုးလုံနေကြတဲ့မြန်မာနိုင်ငံသားတွေကိုတရက်ဝင်အလုံးလောက်ကိုင်းခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။ထိုင်းလုပ်ငန်းရှင်တွေဟာစောက်လို့ရေးမွေးမြူရေးနဲ့ငါးဖမ်းလုပ်ငန်းတွေအပြင် မျက်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းတွေအတွက်အလုံသမား6100ကျော်ကိုငှားရမ်းဖို့လိုအပ်နေတယ်လို့လည်းသိရပါဗျ။အာနာဒိန်စစ်တပ်ကအာရမစစ်သားစုဆောင်ထားတဲ့စစ်မှုရန်တပ်သားတစ်တွေကိုလူသားတိုင်းတစ်ဖွဲရှေ့တန်းမှာအသေးခံခိုင်းနေပြီးဖမ်းမိတဲ့စစ်တပ်သုံးပန်းတွေဟာလည်းအသိစိတ်ကင်းမဲ့တဲ့အထီးမူရစ်စေဘွားသုံးဆွဲထားကြသူတွေပါဝင်နေတာတွေ့ရတယ်လို့မျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရတယ်။ ဒါကြောင့်အာရမစစ်သားစုဆောင်ခံကြရသူတွေအနေနဲ့ငွေရဆေးဆွဲပြီးရှေ့တန်းမှာအသက်အသေးခံကြရတဲ့အထီးမမိုက်မဲပဲရရနီနဲ့တော်လန်ရေးအင်အားစုတွေစီပူပေါင်းကြဖို့ဥနေဖုံးလက်ကတိုက်တွန်းထားပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။